အားလုံးပဲမင်္ဂလာပါ MN Future Channel ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဗီဒီယိုများကိုစဉ်ဆက်မပြတ်ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးဖို့တောင်းဆိုပါရစေခင်ဗျာအခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့စစ်ဗိုလ်ချုပ်တွေဝင်ပြိုင်မဲ့ရွေးကောက်ပွဲကိုမြို့ပြစီထိုးစစ်ဆင်ပြီးမှရတမ်းမှတ်ရမယ်ဆိုတဲ့သတင်းကိုကုလူမြတ်ကျော်ကယခုလိုပဲပြောကြားလာခဲ့ပါတယ် မင်္ဂလာပါရှင်အခုကြောင်ရံရဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်ကြမို့ဝင်ရောက်ကြည့်ရှုဝေဖန်တုံးသက်ပေးကြပါအောင်ရှင်မင်္ဂလာပါမင်္ဂလာရှိသောညာကင်းဖြစ်ပါစေလူမြတ်ကျော်ရဲ့ညာကင်းပိုင်းတင်ဆက်မှုများကိုအဆုံးထိနားထောင်ပေးဖို့ပြောပြစီဒီနေ့ပြောမယ့်အကြောင်းအရာတွေကလုံးစီပတ်စီနားထောင်မှာသဘောပေါက်မှာဗျဒါပေမဲ့အင်တာနက်မရနေတာကြောင့် ခက်ခဲနေတာကိုလည်းနားလည်ပါတယ်တပတ်မှလည်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲအရှိန်ပြင်းပြင်းနဲ့နိုင်ငံရေးထိုးစစ်တံနဲ့ဝင်လာနေပါတယ်ရွေးကောက်ပွဲကော်မရှင်ကအတန်ထုတ်လာပါတယ်ရွေးကောက်ပွဲလုပ်မယ် electronic မဲပေးစနစ်နဲ့လုပ်မယ်လို့ဆိုပါတယ်ဒီလိုရွေးကောက်ပွဲလုပ်မယ်လို့ပြောနေတာ ਨੇ တပြိုင်နဲ့ပြင်းစစ်မျက်နှာအနှံ့ကတိုက်ပွဲတွေကလည်း အောင်စီတန်းတွေတော်တော်ညံနေပါတယ်အဲ့တော့ဒီကနေ့နောက်ဆုံးရသတင်းအများရဆိုရင်ရန်ကုန်မန္တလေးအမြန်လမ်းမှာနတ်ဆန်လေတဲ့အတွက်လင်းစည်းတဲဆောင်လာတဲ့စီပေါက်ကစီပေါက်စာကားတစ်စီးကိုစစ်သားနှစ်ဦးနဲ့အတူတော်လိုင်းတပ်ဖွဲ့ကဖမ်းဆီးရမိလိုက်တယ်လို့သိရပါတယ်။အောင်ဆန်လန်းပြည်ထုကာကွယ်ရေးအဖွဲ့စောရှင်းနေပေါ့ဗျာ။နနပိုင်းနမောက်မြို့နယ်ဘက်အမြန်လမ်းပေါ်မှာမောင်းလာတဲ့ လေးစီပေါစကရှင်အမတ်တူပီရှင်နှစ်အရှင်ငါးနှစ်ငါကိုရန်ကုန်မလေးမြန်လန်းမိုင်းတိုင်းနှစ်၆နှစ်အဲ့မှာဖမ်းလိုက်ပါလေဖမ်းလိုက်ပါလေလေးစီတွေကိုပြည်သူလူထုကိုဘုံကျဲတက်ဖို့အကောက်ကောက်ကကတဲနေတဲ့ကားစီပေါ်စာကားထဲမှာစီအပြည့်ပါပဲအရာကံကိုမင်းထုတ်နေလပားစီနှစ်ယောက် ဖမ်းလိုက်ပါပြီအဲ့တော့လက်ရှိစစ်ဆေးနေပါတယ်ထွက်ပြေးရင်တော့မတားဘူးပါပြီဆိုတော့လင်းစီဖြတ်တောက်ရင်းလို့ရှားမှုနဲ့ပတ်သက်ပြီးပထမဦးဆုံးဈေးဥပောက်သွားတဲ့လင်းစီတဲ့ကားလို့ပြောလို့ရတပတ်မှာ ILO ရဲ့ article 33ကိစ္စဖတ်စစ်တက်ကကြောက်ချောက်ချားဖြစ်နေပါတယ်။တန်းတူမှာပဲကျွန်တော်တို့ န်တော့စကိုင်းပလဲကကန်တော့တိုက်ပွဲနဲ့ပတ်သက်ပြီးဒီကနေ့လေရင်နဲ့ဘုံကျဲတာဝိုင်းနဲ့15ကောက်လုံးနဲ့ဘုံအလုံးကြီး30လောက်ကျဲပါလိမ့်ဂျက်ဖိုက်တာနစီးနဲ့ပေါင်900ပေါင်300ဘုံလေးလုံးကျဲချတယ်ဒီကန်တော့မှာတိုက်ပွဲပြင်းထန်နေလေးရဲ့ရှိပါလိမ့်တဖက်မှာ စစ်ကောင်စီအားနိုင်ငံရေးထိုးစစ်အဖြစ်နဲ့ရွေးကောက်ပွဲကိုလုပ်ဖို့စစ်ဘုံချုပ်တွေကိုရွေးကောက်ပွဲဝင်မလားဆိုပြီးလေတံထုတ်လာစစ်ဘုံချုပ်တွေကိုကျွန်တော်တို့လေ့လာကြည့်တဲ့အခါစေအောင်စုမှာထိတ်တန်းဘုံချုပ်ကြီး၁၀ခုဒုတိယဘုံချုပ်ကြီးအယောက်20နီးပါးကိုရွေးကောက်ပွဲတွေတွင်ပြီးရွေးကောက်ပွဲကို စစ်တပ်ရဲ့ဗျာဒိတ်တော်အရာလုံးမဲ့အခြေအနေမှာနိုင်ငံရေးပါတီပါဆိုပြီးပြည်သူလူထုအတွက်လို့ပြောနေတဲ့နိုင်ငံရေးပါတီတွေကလည်းအာတက်တယုံနဲ့ရွက်ကွက်ပွဲဝင်ဖို့ပြင်ဆင်နေကြပါလေဒီလူတွေဟာပြည်သူလူထုကိုတစ္ဆာဖောက်တာ မဟုတ်ရင်အခြားပါများရှိပါသေးတယ်လေသူတို့လွတ်လပ်စွာလုပ်တာသူတို့လွတ်လပ်စွာရွက်ကွက်ပွဲဝင်တာဘာအပြစ်ရှိလို့လဲလို့ မေးစရာရှိပါတယ်စစ်တပ်ကိုယုံတာစစ်တပ်လုံးတည်းများနောက်ကနေလိုက်ပြီးအကောင့်တွေပေါ်ပေးနေတာကိုကပြည်သူစန္ဒအာတီတာနဲ့စန့်ကျင်ဘက်ဖြစ်ပြီးပြည်သူကိုစစ်ကြုံခံခိုင်းဖို့အထုတ်ကြိုးပမ်းပေးနေတာ ਨੇ အတူတူပါပဲဒါကြောင့်မို့ပြည်သူရဲ့ စဉ်ဘဝကိုလိလူရှုပြီးကိုအာနာယာယီနေရာလေးတစ်ခုယာယီအတွက်ဖတ်စစ်တက်ကလုံးမဲ့သွေးစွန်းနေတဲ့ရွေးကောက်ပွဲကိုဝိမေဆိုတဲ့နိုင်ငံရေးပါတီများကိုဒီနေရာကနေရှုတ်ချကန့်ကွက်ပါတယ်ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့တစ်ချိန်မှာတမိုင်းမှာအမဲဆက်နေနိုင်ငံရေးလူရာမဝင်မှုကိုခံစားကြရပါလိမ့်မယ် ကျွန်တော်ပြောတဲ့ကျွန်တော်ပေးတဲ့ပြစ်ဒဏ်မဟုတ်ပါတမိုင်းနဲ့ပြည်သူမျိုးကပေးမဲ့ပြစ်ဒဏ်ဖြစ်ပါနောက်ထပ်ရွေးကောက်ပွဲအခြေအနေကိုဆက်ပြီးလေ့လာကြည့်ရင်စစ်ဘုံချုပ်တွေထယ်သွင်းရွေးချယ်မဲ့ရွေးကောက်ပွဲစံခံရေးပါတီကဘူပြုတ်တွေပါဝင်ရွေးခံမဲ့ရွေးကောက်ပွဲတတိုင်းမြို့ကဘုံကျဲတက်ဖြက်မရင်းချင်းယုံမာနေတဲ့စစ်တပ်ရဲ့ ဂတိဂတိပြောစကားတွေကိုယုံကြည်ပြီးဝင်ပြိုင်မဲ့နိုင်ငံကြီးဆိုင်ရာလူကုန်နေလူကျွန်ပေါ်မိတယ်ပိုက်ပေါ်မိမြပွဲဒီရွေးကောက်ပွဲဟာအားလုံး minus တကြီးပဲဖြစ်ပါလိမ့်မယ်အဲ့ဒီတော့ဟုတ်ပြီရွေးကောက်ပွဲကိုဘယ်လိုလုပ်မှာလဲဒီကနေ့တော့ UEC က ယူရီစီသွားရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲရာသားချက်169မြို့နယ်ရှိပါတယ်လို့ဆိုပါတယ်169မြို့နယ်မှာ130လောက်လုံနိုင်ရင်တော့ရွေးကောက်ပွဲကအထမြောက်တယ်လို့ဆိုပါတယ်ထပ်ပြီးတော့ရွေးကောက်ပွဲကဘယ်ပုံဘယ်နည်းနဲ့ကျင်းပမှာလဲဆိုတော့ရွေးကောက်ပွဲကျင်းပမဲ့စနစ်ကိုလက်သေးလာကြည့်တဲ့အခါကျတော့92အကုန်ယူစနစ်ကို PR စနစ်ကိုရောမွေပြီး စစ်တပ်နဲ့စစ်အတိုင်းဝိုင်းတခုလုံးမနိုင်နိုင်အောင်လုပ်မဲ့ရေကောက်ပွဲမျိုးဖြစ်နေတာကိုတွေ့ရပါတယ်။ဒီကြားထဲမှာခုနဝင်ပြိုင်မဲ့ပါတီလေးတွေကတော့တယောက်စနှစ်ယောက်စအာနာအယိုးလေးပေးကြိုက်ပါဘူးလို့သူတို့အတွင်းမှာချိန်ညှိထားအောင်ရပါတယ်။ထပ်ပြီးတော့ကဲဟုတ်ပြီဒီရေကောက်ပွဲချက်ဘာတွေဖြစ်မှာလဲ။ဒီရေကောက်ပွဲ process ကဟိုကိုမြတ်ကျော်ကြီးလူမြတ်ကျော်ကြီးဘာတွေလဲဆိုတော့2008ဖွဲ့စည်းပုံအရာစစ်တပ်ဟာ လွတ်တော်မှာ25ရာခိုင်နှုန်းအစိတ်သားရယူထားနိုင်ပါတယ်နောက်တစ်ချက်ကနရောင်းကြီးဘွယ်ကြီးဘုံအခြေခံဥပဒေအရစစ်တပ်ဟာပြည်တော်စုဝင်ကြီး300ရာကာဝေးရေးနယ်လုံနဲ့ပြည်ထရေးတို့ကိုကာကျုပ်တဘောတူတဲ့လူတတောင်းစားခေါ်ခန့်လေပြည်တော်စုဝင်ကြီးပေးရမယ်အခြေအနေမျိုး2008မှာရေးဆွဲထားပါတယ်ကာဝေးဘတ်ဂျက်အနေနဲ့ကြည့်မယ်ဆိုရင်လည်း 使得个白族是四百鬼不死，东境内东苦境内苦命受累之人，那东西破子不嘛，伊说不要听到。第 <noise> 一，事业呢怎所以呢？第 <noise> 二，东西哪个有不礼貌？使得个四大门头面，六个上月头面，边木边上白雷木，苦木头面木阿龙古，个为乌鸡就业，没个被别撇在路来说话哩，大家。 ဥပဒေပြုရေးတရားစီရင်ရေးအုပ်ချုပ်ရေးနဲ့တကွနေပေတိတိမှာစစ်တပ်ဟာခြေကုပ်ယူထားတာကိုကျွန်တော်တို့လက်မခံနိုင်တဲ့အတွက်၎င်းရှိဥပဒေကိုဖျက်သိမ်းမှရမယ်ဆိုတဲ့အတွေးခေါ်ယူဆနဲ့တသက်ပတ်လုံးယက်တည်ခဲ့ကြပါတယ်တသက်ပတ်လုံးယက်တည်ခဲ့တဲ့နေရာမှာတချို့တွေပြင်ကြမယ်ပြင်ကြမယ်ချင်းချင်းတဲနေတော့မှကျွန်တော်အပအဝင်ပေါ့ ဆရာဦးကုန်ဒီဘဘဦးဝင်းတင်ကျွန်တော်ဆရာဦးကြည်နဲ့ကျွန်တော်နောက်ထပ်ကျွန်တော်ရဲ့ညီညီကိုရဲဘော်တွေလူတသိန်းလောက်တည်းမှာ၁၂ယောက်ခင်းနဲ့ဖွဲ့စည်းပုံအခြေခံဥတွေကပြင်လို့မရတဲ့ဖွဲ့စည်းပုံဖြစ်တယ်အစ်စ်ပြန်လဲရွေးဆွဲရမယ်ဆိုပြီးမြန်မာဒီမိုကရေစီဖွဲ့ချုပ်ရေးပြည်စည်းဖွဲ့စည်းပုံအခြေခံဥတွေပြင်ဆင်ရေးအစ်စ်ရေးဆွဲရေးဆန္ဒခံယူပွဲဆိုတဲ့ရန်ကုန်မြို့ကဗိုလ်စိမ်မှန်ကွင်းမှာလူ၁၂ယောက်ပဲလူတသိန်းထဲမှာ အတိရေးဆွေးရေးသဘောထားပြီးခဲ့တဲ့သူတွေပါပြောချင်တာကလူများတိုင်းမမှန်ပါဘူးဆိုတာကိုပါကိုယုံကြည်ရဖို့ခိုင်ခိုင်မာမာယက်တည်ခဲ့တဲ့ကျွန်တော်တို့တမိုင်းကျွန်တော်တို့လက်ပြန်တတ်လိုက်တာဗျာနောက်တစ်ချက်ကဒီအချိန်မှာတချို့သောထောက်ပြဝေဖန်မှုတွေနဲ့ပတ်သက်ပြီးလူမျက်ကြော်ကိုဆဲကြဆိုကြပါလေအုပ်စုလိုက်ကြီးတွေလည်းလာမှန်ကြတာပေါ့တချို့သော အတွင်းပြဿနာ အတွင်းမှာရှုပ်ရှက်ခတ်နေတဲ့အခြေအနေတွေကိုမပြောသေးပါဘူးအကုန်လုံးမဟုတ်သေးဘူးတစ်ချက်တော့နှစ်ချက်တော့မှာပယောဂမှန်ရင်တုံဆင်းလာခဲ့ကြပါတယ်အဲ့ဒီပယောဂတွေအုပ်စုလိုက်လာဆဲနေတဲ့လူတွေ ਨੇ ပတ်သက်ပြီးပြောချင်တာကလက်ရှိအချိန်မှာလူမျက်ကျော်ဟာဘသူအမိကိုမှယူတာလည်းကောင်းမဟုတ်ပါဘူးလူမျက်ကျော်အနေနဲ့ YouTube ကရတဲ့အကြောင်းအရာဝင်ငွေလေးနဲ့နေတိုင်းစားတော့တယ် တချို့သောလူမျက်တော်ကိုချစ်တဲ့လူမျက်တော်ရဲ့မိတ်ဆွေကြီးကအကူအညီတာလေးရှိတယ်။လက်ရှိအချိန်မှာတရင်ဌာနရိအလုံးကိုလ ీల ကြည့်တဖက်မှာစစ်ကောင်စီလော်ဘီဘောမစစ်ကောင်စီအထောက်အပံ့နဲ့ရက်တီရဲ့တရင်ဒီတဖက်မှာနိုင်ငံကြီးတစ်ခုခုကအဖွဲ့အစည်းကြီးတစ်ခုခုကပတ်စံရယူပြီးရက်တီတဲ့တရင်ဌာနဒီဘက်နှစ်ဖက်ကြီးအားပြိုင်မှုကြားထဲမှာ ကိုငွေကြီးနဲ့ကိုခွန်ကိုအားနဲ့ဘသူဩဇာကံဘသူအကူအညီအထောက်ပံ့မှမခံမနေရက်တည်နေတဲ့ပြောဆိုနေတဲ့ထောက်ပြနေတဲ့ကျွန်တော်တို့အနေနဲ့အင်မတန်အလိပ်ပြတန်လုံးပြီးဘသူဩဇာကူမှကောင်းမှုခံယူမရှိခဲ့ပါတခါထပ်ပြီးတော့ဒီကာလမှာဒီလိုရက်တည်တဲ့သူမျိုးလက်ချိုးရည်လို့ရပါတယ်ဒါကြောင့်မို့ ထောက်ပြဝေဖန်မှုတွေနဲ့ပတ်သက်ပြီးအချိန်ဤအကျိုးအကြောင်းအဆက်ဆက်တွေနဲ့ပတ်သက်ပြီးတမိုင်းတစ်လျှောက်မှာရက်တည်ခဲ့တဲ့ကျွန်တော်လူမျိုးကျော်ရဲ့အကြောင်းကိုလည်းစုံစမ်းစီကြပါတယ်ဆိုတော့ဟာတဆက်ဆက်တွေမှာရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်ဖို့တင်းစင်နေတယ်လို့တဖက်မှာလည်းစစ်တပ်တွင်ပြိပခန့်နဲ့စစ်တပ်ရဲ့စစ်ရှုံးနေမှုကိုဖာထေးနိုင်ဖို့ လုတ်တယ်လို့ကျွန်တော်တို့ကယူဆလို့ရပါတယ်။နောက်တစ်ချက်ကစစ်တပ်ရဲ့အာဏာသိမ်းမှုကိုလက်ဆတ်တက်ပြီးတရားဝင်မှုရယူဖို့ကြိုးစားတယ်လို့လည်းကျွန်တော်တို့ကယူဆလို့ရပါတယ်။အဲ့တော့ရွေးကောက်ပွဲဖြစ်လာရွေးကောက်ပွဲကိုဘယ်လိုရပ်တန့်အောင်လုပ်မလဲ။နေကင်းက live မှာလည်းကျွန်တော်ထည့်သွင်းပြောကြားခဲ့ပြီးဖြစ်ပါတယ်။စစ်ဘုံချုပ်တွေဝင်ရောက်ရွေးကောက်မဲ့ရွေးကောက်ပွဲဟာတိတ်ပြီးတရားမျှတနေပါသလားဆိုရင်မေကွန်းကို မေးစရာမလိုတော့အောင်တမိုင်းတလျှောက်မှာစစ်ဘူချုပ်တီလုတ်ခဲ့တဲ့နိုင်ငံတော်အဆင့်လူတပ်ပွဲတွေကိုကြည့်တည်ပြပါလေဒီလိုဖြစ်နေတယ်ရွေးကောက်ပွဲတစားစားလုပ်နေတော့မှ ILO က Article 33နဲ့ Session ချပါတယ်ရေးယူပါတယ် ILO 33ရဲ့တက်ရောက်မှုတွေဟာစစ်တပ်ကိုတိုက်ရိုက်အရှိုက်ထိနိုင်တာတွေရှိတယ် ပြည်သူကိုလည်းလှိုင်းနေခတ်နိုင်တယ်ဆိုတာကိုကျွန်တော်တို့တင်ပြပြီးသားပါဟို Allergy Review Channel မှာကျွန်တော်ရဲ့ကိုညာသားတမိုင်းနဲ့အတိတ်ကတမိုင်းလက်ရှိပြစ်ဆုတ်ပန်းလာဖြစ်လာမဲ့အနာဂတ်ကိုနှိုင်းရှင်ပြီးတော့သုံးသပ်ပြပြီးသားဖြစ်တဲ့အတွက်ရေရှည်ဝူးဝီးမပြောလို့တော့ပြည်သူကတော့ဖို့ကြောပြာစုခယုစံကျုပ်အချိန်မှာစစ်နိုင်ဖို့ကလွဲရင်ဖက်စစ်တက်အမြင့်ပြတ်ဖို့ကလွဲရင်ကျန်တာဘာမှမမျော်လင့်တော့ဘူးဆိုတာလေယုံကြည်ပါတယ် ချခြင်းချกว่าချပိုက်တော့กว่าငါတို့ဘွားတွေလည်းညှော်လေးစရာမရှိတော့ဘူးလေးနှစ်တာ၅နှစ်အတွင်းမှာနိုင်ငံရဲ့အခြေအနေဟာတိုင်းပြည်လူလူရဲ့အခြေအနေဟာအင်မတန်ကိုစိုးရိမ်စရာကောင်းလာတဲ့အနှုတ်လက္ခဏာဆောင်ကြီးကိုတွေ့ရပါတယ်အလဘွားအာရီဂတတီတွေချမှတ်လိုက်တဲ့အချိန်မှာချမှတ်လိုက်တဲ့ကာလအတွင်းမှာဘူရဲ့ မြန်မာနိုင်ငံတွင်းမှာအလုံသမားတွေတပိမောင်းမှုဆန္ဒပြမှုတွေတရဇက်လုံလုံတောင်တွေ့ရပါတယ်အဲ့တော့ချမ်းဤဘနဆက်ယုံဆိုရင်လောက်ခလာစာတောင်းနှထောင်တို့တောင်းဒီကနေ့ဆိုရင် EDEC တောင်းတကုံကနောင်မင်းသားကြီးလမ်းက EDEC လက်ရှိပစ္စည်းများထုတ်လုပ်တဲ့ဆက်ယုံမှာလောက်ခလာစာတုံးရင်အတွက်ဆက်လက်တပိမောင်းနေစေပဲလို့သိရတယ် EDEC နဲ့ပတ်သက်ပြီး2020ခုနှစ်များစီမှာ ဧပြီထင်တယ်နော်ဧပြီထင်တယ်လူမြတ်ကျော် EDEC ရဲ့တပိတ်ကိုဂိုင်တွေ့ဘူးပါတယ်နော်အဲ့တော့ easy ed စေယုံပိုင်ရှင်တွေကိုပြောချင်တာကအဲ့နဲ့ထွန်းရမယ့်နေရာမှာပေါက်စိန်နဲ့မပေါက်ရစေပါနဲ့ EDEC စေယုံပိုင်ရှင်တွေကဘ ᱹ ူတွေနဲ့ပတ်သက်နေလေဘယ်အကောင့်ကြီးအမီးရှည်တွေရဲ့တာသမီးတွေလဲဆိုတာ share တွေလဲဆိုတာပတ်သက်နေလဲဆိုတာလူမြတ်ကျော်အကုန်သိပါလေလို့ပြောလိုပါတယ်ဒါကြောင့် အလုံသမားတွေတိုးတောင်းတဲ့ငွေကြေးဟာတန်ရာတန်ကြီးဖြစ်ပါတယ်ကျွန်တော်နှလုံးသားတွေကသတ်မှတ်ထားတဲ့လောကလဆာဟာအနေဆုံးမြန်မာကျပ်ငွေ2000 2000ပါဒါတော့အိန္ဒိယထိုင်းနိုင်ငံရဲ့လောကလဆာနဲ့မရှင်နိုင်သေးပါဘူးအိန္ဒိယထိုင်းနိုင်ငံရဲ့လောကလဆာအနေဆုံးဟာအထောက်ထားမဲ့တရားမဝင်ခိုးဝင်ပြီးလုပ်တဲ့လူတော်ကျွန်တော်ထင်တယ်2000ကျွဲ3000လောက်ရပါ တရားဝင်လောကလာစာတွေက350ဘတ်ဘတ်400နီးပါးရှိပါတယ်။မောင်ဝင်9000နီးပါးရရှိပါတယ်။အင်ဒီဂျင်းနဲ့ထိုင်းနဲ့ပမာဆိုတာတောင်ရင်ချလိုက်ရင်ထိုင်းမြန်မာဟာနိဗ္ဗာန်နဲ့ငရေလိုပဲလို့ကျွန်တော်တို့ပြောခဲ့ဘူးပါတယ်။လောကလာစာလူနေမှုအစဉ်တန်းလက်စင်ပြီးလမ်းဥပဒေစိုးမိုးမှုတွေဟာငရေနဲ့နိဗ္ဗာန်ကိုကွာခြားနေတဲ့အစီအစဉ် ကျွန်တော်တို့အများကြီးလောက်ကြရအောင်ပါပါဒီကြတဲ့ဝိတမလောဘသားတွေကိုသွေးဆုံမှုကြောင့်မြမလုံသမားဒုဟာထမင်းလေးဝအောင်စားဖို့တန်ရာတန်ကြီးတောင်းတာကိုချိန်ချောက်ခင်းရောက်ပြီးစစ်တပ်နဲ့အကြံဖက်လက်နက်ကိုင်တပ်ပီနဲ့ဖက်စစ်တပ်နဲ့ကိုင်ပေါက်ချိန်ချောက်ပြီးအင်အားသုံးဖြိုခွဲမှုတွေအကြံဖက်မှုတွေလှုပ်လာမယ်ဆိုရင်တော့ ောင်ဖြစ်လာမယ့်အလားအကျိုးဆက်တွေကိုခင်ဗျားတို့ခံရပါလိမ့်မယ်။ထပ်တူဒီနေရာကနေ article 33ချမှတ်လိုက်တဲ့ ILO ကိုမြစ်တာရက်ခံလို့တာကဒီဗီဒီယိုကိုလောက်သမောက်အရေးလှုပ်ရှားမှုဥဆောင်မှုတွေလည်းကြည့်မိခဲ့မယ်ဆိုရင်ဗမာပြည်မှာဂုံသွေးစုပ်နေတဲ့အနေဆုံးလောက်ခလာစာနဲ့ထမင်းနဲ့မမှန်တဲ့အလုံသမားထုအတွက်တင်းတင်းမြတ်လာတဲ့လောက်ခလာစာလူကြီး ရအောင်ဖိအားပေးဆောင်ရွက်ပြီးတိတက်ပြင်းထန်တဲ့အရေးယူမှုတွေလုပ်ဖို့လေကျွန်တော်တို့တောင်းဆိုပါတယ်အလုံးရှင်တိတက်စစ်တက်တိတက်အရေးယူမှုပြက်ပြက်တသားထင်ထင်ရှားရှားလုပ်နိုင်ဖို့ကြိုးစားပေးပါလို့ပြောရင်နောက်တရင်တစ်ခုကစစ်တက်ဟာရွေးကောက်ပွဲလုပ်မယ်စစ်ဘုတ်ချုပ်ကြီးထဲ့မယ်တကယ်ကြီးပြောနေပြီမယ်ရန်ကုန်မြို့ပေါ်မြို့လေကောင်မှာမြို့လေကောင်မှာ လုတ်ကြံတက်ဖြတ်ခြင်းခံရပါတယ်ဆိုတဲ့ပြစ်ဒဏ်ခတ်ခံရတဲ့ဘူကျုံအဆင့်ရှိတဲ့ချိုထွန်းအောင်လူကောင်မျိုးတည်သွားတဲ့အမှုတီဆောက်တဲ့နေရာမှာလीကော်စည်းတနက်ကနေထည့်ပြရတဲ့ကော်စည်းတနက်ကိုပြပြီးဖန်းစင်းရရှိမှုအခြေအနေဆိုပြီးထုတ်ပြန်တာကိုကြည်ချင်းအဖြစ်ခလီကစားစရာတနက်ပြဘူကျုံဘူကျုံတူလုံးကြံ ခံရတဲ့ကိစ္စမှာတော့တတ်သိမ်မတီးစောက်နိုင်တဲ့ဖက်စစ်တပ်ရဲ့စစ်ကောင်စီရန်နေရာရဲအထင်ကြီးရမရှိပါခက်တိတီနဲ့ဓာတ်ပုံမီပေါ်ပြလာတဲ့ပစ္စတိုကအယုတ်တနဲ့ဖြစ်တယ်ဆိုတာကြည်ကက်ကိုကြည်ပြီးကျွန်တော်တို့သိနိုင်ပါတယ်ကြည်ကက်မှာတတ်ထုရောတခုပါနေတာကိုတွေ့ရမှာဖြစ်ပြီးဒါ CO2 တခုဖြစ်က CO2 gas နဲ့ထည့်ပြရတဲ့ air soft ကစားစရာတနက်တခုဖြစ်ပါတယ် ြီကတဲ့မှာကော်စီလေးတွေထည့်ရပြီ CO2 gas တွန်းအနဲ့ကော်စီကူပစ်ကမောင်းပြန်စေတယ်လို့ကျွန်တော်သိရပါတယ်ဒါရီကိုကလေးကစားတဲ့အယုတ်တနက်ဆိုပေမဲ့လူကြီးတွေဝါသနာပါလို့စုဆောင်းတာလေးတွေလည်းရှိတတ်ပါတယ်အဲဘတ်တီနဲ့ထည့်ပြရတဲ့ automatic electric gun gas နဲ့ထည့်ပြရတဲ့ gas blow plug GPP ဆိုပြီးအမျိုးအစားများစွာရှိတဲ့အဲထဲမှာနိုင်ငံတော်လုံးကြော်ရေးတဲ့အကြံဖတ်မှုဘာသာသင်ကြားနေတဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့ချုပ်ထွန်းအောင်ရန်ကုန်မြို့လေကောင်မှာလုံခြံတပ်ဖြတ်ခြင်းခံရတာကိုတပ်တည်ဓာတ်ပုံဆိုတာက CO2 gas gun ဆိုတာကငရေရောက်သွားတဲ့ချိုတွန်းအောင်သာတည်ရင်လေမျက်ရည်နဲ့မျက်ခွက်ဖြစ်မှာအဲ့တော့နောက်တစ်ခုကအသက်6နှစ်ရွယ်ကလေးကိုတော့ကလေးတငယ်များဥပဒေချိုးဖောက်ပြီးဖမ်းဆီးတဲ့ကောင်စစ်တပ် ဒီစစ်တပ်စီကပါများမျောလင်းနေဦးမှာလေနောက်တက်ဂျိုဆိုးတွေထပ်ဝင်နေတဲ့စစ်တပ်ဟာဒီကနေ့ဆိုရင်တက်မ33ရဲ့တက်မှုတက်မှမှုကိုဖမ်းလိုက်ပါပြီတက်တွင်းပြိုကွဲမှုဟာတစည်းစည်းကြီးလာပြီးအကွဲเจ้าဟာပုံမထင်ရှားလာနေပါလေအကွဲเจ้าကိုထိုးခွဲမဲ့ကျွန်တော်တို့တော်လိုင်းတက်တွေထိုးစစ်တာလိုပါတော့တယ်အဲ့တော့ တက်မတစ်တစ်တက်မမူမင်းမင်းထွန်းဆိုရင်တရားမှာအသိဖမ်းမိတယ်တက်မလေးလေးတက်မမူအေးမင်းနောက်မြောက်ပြီးတင်ငန်းကြီးနောက်မှာရဲရင်ပေါ်ကနေစနိုက်ပါနဲ့ပစ်ချလိုက်တယ်တက်မကွန်ကွန်တက်မမူဘူဂျူတို့အောင်တက်ဦးအင်းတော်မျိုးသိန်းတိုက်ပွဲမှာတုံမှန်းဖြစ်ဖမ်းတာလေတက်မရှိရှိတက်မမူဘူမူဂျုံမင်းထုတ်ဦးနောက်တော့24မလ29ရက်နေ့မှာမိုးမောက်မတာပေါ်တယ် တက်မကိုကိုတက်မမူဘုံမှုချုပ်အောင်ကျော်လွင်2023နိုဝင်ဘာ9ရက်နေ့မှာတစင်စကွန်စစ်စင်ကြီးမုံကိုတိုက်ပွဲမှာမသာပေါ်တယ်တက်မတရားတက်တက်မမူဘုံမှုချုပ်မင်းမင်းထွန်2023ဒီဇင်ဘာနတ်ဆန်မြို့သိမ်းတိုက်ပွဲမှာဖမ်းဆီးခံခဲ့ရဒီကနေ့ထပ်ပြီးတော့တက်မတုံတုံရဲ့တက်မမူ ဘုံကျုပ်ကြော်မြင့်ဆက်ကိုဖန်စီခေါ်ဆောင်သွားတာစစ်တပ်ကဖန်စီခေါ်ဆောင်သွားတာဖြစ်ပြီးဘာအကြောင်းကြောင့်လဲဆိုတာကိုတော့တရှိသားသမီးပြောရရင်ကချင်တိုက်ပွဲစစ်ရှုံးလို့အကြံဉာဏ်သိရပါအဲ့တော့ဘာကံမှာတာဝန်ကြနေတဲ့ဘုံမှုချုပ်ကျော်ဆက်မြင့်ဟိုဒီနေ့ကဘာကံခွန်စာကုန်းကိုလက်နက်ကြီးနဲ့ပြစ်ခတ်မှုမှာဒါတကြောင် ဝါဆက်ယုံတွေကိုမီးရှို့ဖျက်ဆီးမှုတကြောင်လက်စားတဲ့အုပ်ချုပ်စီမံညံဖျင်းလာရင်လုံခြုံရေးပေါ့လျော့တယ်ဆိုရင်အချက်တွေနဲ့အပါအဝင်ဖန်ဆီးလိုက်တယ်လို့အကြံပြင်းသိရပါတယ်ကျွန်တော်ထင်ရတော့ဝါလောက်ွက်တွေနဲ့ခွန်စာကုန်းကိုလက်နက်ကြီးနဲ့ပြစ်ခတ်ရရင်အမိတ်ပေးမှုလို့ကျွန်တော်တို့သိရပါတယ်ဆိုတော့ဟင်းသာကိုတောင်ဇက်နဲ့အကွဲကြောင်ကြီးကြီးနေတဲ့စစ်တပ်ကိုထိုးခွဲဖို့ထိုးစစ်တရက်တာလိုပါတော့တယ်လို့ပြောချင်တာ နောက်ဆုံးတစ်ချက်ကိုကျွန်တော်တတ်တင်ပြခြင်းပါသေးတယ်။ကရင်ပြည်နယ်ကော့ဂရိတ်မှာအင်အားတက်ဖြစ်ပြီးပြည်ထောင်တဲ့တိုက်ပွဲတွေဖြစ်နေပါတယ်။ဆိုတော့ဗမာ့စုထိုးစစ်တွေနဲ့စစ်မြေနာတိုင်းမှာစစ်ရှုံးနေတဲ့စစ်တပ်လုံးမဲ့ရွေးကောက်ပွဲဟာဘလို့ရက်တက်နိုင်လဲဆိုတော့ကိုအဖြေရှာမှဖြစ်ပြီးနောင်ချိုကိစ္စနဲ့ပတ်သက်ပြီး TNL ကပုတ်စာတပုတ်ဖြေရပါလိမ့်မယ်။ကံကြီးရွာ ကံကြီးရွာတိစစ်တပ်ကကတ်လာနေနိုင်ပါပြီ။နောင်ချုံမြို့ကန်တွေကတော့ MBN PDF အပါဝင်ပူပေါင်းတက်တွေ TNL ပေါ့နော် TNL ပူပေါင်းတက်တွေနောင်ချိုကိုလွတ်မြောက်အောင်တိုက်ပေးပါဆိုပြီးမြစ်တာရက်ခံထားတာရှိပါတယ်အဲ့တော့နောင်ချိုတကြောဘူတော့ TNL နဲ့ MBN PDF ပူပေါင်းတက်တွေသိမ့်ပိုက်ပြီးပါဝင်တိုက်ခိုက်ခဲ့ပြီမဲ့နောက်ပိုင်းမှာမန္တလေး PDF ကနောင်ချိုကနေတက်ဆုတ်သွားခဲ့ပါတယ် တောင်ခန့်တိုက်ပွဲမှာ TNL ဥဆောင်ပြီး DBL DBL ဒနုကာဝေးတက်ကြောင်မဲ PDF တို့ထိုးစစ်ဆင်နေပါတယ်။တောင်ခန့်ကလည်းတဖြည်းဖြည်းဆုတ်လာပြီးနောက်ပိုင်းမှာဒီကနေ့ဆိုရင်နောင်ချိုကန်ကြီးရွာအထိရောက်ရှိလာနေပါပြီ။နောင်ချိုကိုစစ်တပ်ကစစ်ကြောင်းနှစ်ကြောင်းနဲ့ထိုးစစ်ဆင်နေပါတယ်။တောင်ခန့်ရက်ဆောက်လမ်းပိုင်းကတကြောင်နောင်ချိုပြင်းဝင်ကတကြောင်ထိုးနေတာပါ အင်အားပို့တာကတော့တောင်ခမ်းရက်ဆောက်နံကဖြစ်ပါတယ်။အဲ့တော့တောင်ခမ်းစစ်ကြောင်းဟာနောင်ချိုနီးကိုပြည်ဦးလွင်လမ်းပိုင်းကစစ်ကြောင်းကတော့ရှေ့မတုံးနိုင်ပဲအရင်တိုင်းရှိနေပါတယ်။ပြည်ဦးလွင်အဆက်နောင်ချိုအုံမတိခံကောရွာနားမှာပဲရှိသေးတယ်လို့ကျွန်တော်တို့သိရပါတယ်။ပြည်ဦးလွင်ဝက်ဝင်မှာအထိုင်ကျတက်ဆွဲထားတဲ့ဖက်စစ်တပ်တောင်တက်မလို့ DRL ပူးပေါက်တဲ့တိမ့်ပိုက်ထားတဲ့နောင်ချိုမြို့ရင်းကို2024အောက်တိုဘာ22ရက်နေ့ကစတင်စစ်ကြောင်းထိုးဖို့ကြိုးစားနေတာပါ။ အဲ့တော့ပြီးကြတဲ့ရက်တွေကဆိုရင်ဇောလာ9ရက်နေလဲ6ရက်နေကဆိုရင်ဖက်စတဟာမန္တလေးကနေပြုံးနေပါဘူးစစ်ကူပြီး၂ရက်စတိုက်ပို့နေတာဘူး27မိုင်ဒေတာကန်တွေကကျွန်တော်တို့စီပြောပြပါတယ်စစ်ကားတွေစတိုက်တက်နေပါတယ်ဒီလိုဆိုရင်ဖီအားပွင့်မှုတွေစတိုက်လုံးနာနေတဲ့တီအန်အန်လီဟာမိမိရဲ့ထိန်းချုပ်ထားတဲ့စုံမှုနယ်မြေတွေကိုထိပြန်အထိုင်ကျနိုင်မှု စ조사နေသူပြည်သူလူထုကိုလည်းပြည်သူနဲ့အတူယက်တည်မယ်ဆိုတဲ့စကားတွေပြောတာပါလေနောက်ထုံးနဲ့ရှစ်မှန်ကျော်ကွာဝေးတဲ့ကံကြီးရွာအထိရောက်နေပြီတော်လန်ရေးတက်တွေရဲ့ခန်းစင်မြင့်ထိရောက်လာနေပြီဖြစ်ပါလေအဲ့တော့နိုင်ငံတော်မှာရှုံးဝေးတွေဆက်နေတဲ့အောက်စစ်ကောင်စီတက်တောင်ခမ်းတောင်ချူမှာအောင်ပွဲရတယ်စခန်းသိမ်းနိုင်တယ်ဆိုပြီးအောင်ပွဲခံတဲ့ဓာတ်ပုံတွေ စစ်ကောင်စီရဲ့ Telegram channel တွေမှာလည်းတွေ့ရပါတယ်။တနင်္ဂနွေလုံးပတ်ရှုံးနေတဲ့စစ်တပ်ဟာနောင်ချိုမှာနောင်ချိုတခုထဲမှာမလို့နိုင်နေတာလဲဆိုတော့လုံးဝလက်ခံပေးလို့မရဘူးလို့ပြည်သူလူထုတချို့ကကျွန်တော်စီပြောကြပါတယ်ပေါ့နော်။အဲ့တော့ဒီအချိန်မှာပြင်းရင်းလာရှိုးလမ်းမကြီးကိုပြန်လဲဆုံးနိုင်ဖို့ဖက်စစ်တပ်ဟာကြောင်မဲကိုချီတက်နိုင်တယ်လို့လည်းသုံးသပ်ထားကြပါတယ်။နောင်ချိုကိုရောက်ဖို့တော့မလွယ်ကူနိုင်ပါဘူး။ နောင်ချိုကိုရောက်ဖို့ကြွာလေးရွာထက်ကြော်ဖြတ်ရအောင်ပါဒီအချိန်မှာကျွန်တော်တို့ပူပေါင်းတက်တွေနဲ့အတူတင်းလီနောင်ချိုခန်းစည်းကိုအသေးချပြင်ဆင်ပြီးပြင်ဦးလေးနဲ့မန္တလေးကိုစစ်ဆိုင်နိုင်ရင်တရုတ်ရဲ့ဖိအားတွေညော့သွားပါလိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်ဦးကြီးမင်းတို့ကပုံမိုစစ်မြေပြင်အတွေ့အကြုံကြီးမားတဲ့အတွက် အကယ်၍တရုတ်ဖီအားတွေကိုကြော်လွားဖို့ဆိုရင်ခပြင်းပြင်းနဲ့တစ်ထက်ဆက်ကွန်အလိုတိုက်စစ် BPL အမတ် PDF အပါဝင် TNL တက်တွေညီတော်မမိတ်တုံးတဲ့ရဲ့အင်အားစုတွေနဲ့ခက်ကြမ်းကြထိုးစစ်ပြင်ဆင်ပြီး ပြင်ဦးလွင်နဲ့မန္တလေးကိုစစ်ဆိုင်ထားနိုင်ရှင် နောက်တစ်ဆင့်တက်ပြောရင်ပြုံးလေးကိုတိမ့်ပိုက်နိုင်ပြီးမန္တလေးကိုစစ်ဆိုင်နားနိုင်ရင်တရုတ်လေတံပြောင်းသွားပါလိမ့်မယ်လို့အကြံဉာဏ်ယူဆမိပါတယ်။နောက်ဆုံးတည်င်းအနေနဲ့တောင်ကုန်တရားရုံးကို79 50မမတွေနဲ့ပြစ်ကတ်တိုက်ခိုက်တယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးမြေပြင်သူတွေရဲ့ပြောပြချက်အရတောင်ကုန်တရားရုံးကပြစ်ကတ်တိုက်ခိုက်တံမကြားရဘူးလို့လည်းကျွန်တော်တို့သိနေရပါတယ်။ဆက်လက်အတည်ပြုကြိုးစားပါမယ်။ဆိုတော့ စစ်ဘုတ်ကျုပ်တွေဝင်ရောက်ရွေးခံမဲ့စစ်ဘုတ်ကျုပ်တွေဝင်ရောက်ရွေးခံမဲ့ရွေးကောက်ပွဲနေတပတ်ကဒိုးစစ်စင်လာတဲ့စစ်မြနာအတီးတီးကစစ်ကြောင်းတွေမြို့ပြစစ်စင်ရေးစီရောက်လာနိုင်ခဲ့ရေဒီရွေးကောက်ပွဲကိုရက်တန့်ချင်ဒိုးစစ်တော်လန်ဒိုးစစ် ဒီရွေးကောက်ပွဲကိုရက်တန့်ချီနိုင်ငံဆိုင်ရာမဟာဗျူဟာမြောက်ဒုစစ်ဒီတစ်ခုကပဲရက်တန့်နိုင်ပါလေအကယ်၍မရက်တန့်နိုင်ဘူးဆိုရင်တော့အာနာသိစစ်တပ်ရဲ့တရားဝင်မှုနောက်တစ်ဆင့်မြင့်တက်လာပြီးလောက်ရကန်ရပိုခတ်တာပဲတော်လည်ရေးမှာနိုင်ငံတကာသို့မဟုတ်တော်လည်ရေးတက်တွေသို့မဟုတ်ဝါရဖြန့်ချီပိုင်းတွေသို့မဟုတ် ဘတ်ပေါင်းစုံကနိုင်ငံရေးရတရားဝင်မှုနဲ့ရွေးကောက်ပွဲအနိုင်ရသွားပြီဆိုတဲ့ရလက်ကိုကန်ရင် NUG အစိုးရစီရ PH NUCC အစရှိတဲ့လူတွေရဲ့တရားဝင်မှုနဲ့ပတ်သက်ပြီးတော်လိုင်းဆိုင်ရာမေးခွန်းထုတ်မှုတွေအများကြီးရှိလာနိုင်ပါတယ်ခက်ချမ်းချမ်းခက်ပြင်းပြင်းပြောရင်ညီညွတ်ရင်နိုင်မှာကိုတည့်ရဲ့သားနဲ့မညီညွတ်ချင်တာလား ညီညွတ်ရင်နိုင်ပါကိုသိရတာနဲ့မညီညွတ်သေးတာဟာတော်လန်ရေးကိုကားငယ်ကိုပြန်ကိုသွားနိုင်လေလို့ပြောရင်ကျင်းရတယ်လို့ပါအားလုံးကိုကျေးဇူးတင်ပါတယ်